င်ဘုန်းကြီးစေပါကူပူဇော်ရင်ရရှိမဲ့ကောင်းကျိုးဆယ်မျိုးနံပါတ်1အစာအာဟာရပေါများမယ်နံပါတ်2ရောက်တဲ့နေရာအတိုင်းအထူးအလေးပေးခံရမယ်နံပါတ်3ရန်သူမျိုး၅ပါးကကင်ဝေးမယ်နံပါတ်4လူချစ်လူခင် ပေါများမယ် ။နံပါတ်5လူပုံအလေရဲရဲဝံ့ဝံ့ဝင်ထွက်သွားလာ နေထိုင်ရဲမယ်။နံပါတ်6ကောင်းတဲ့ရင်တွေကြော်စောမယ်။နံပါတ်9မိတ်ဆွေအချမ်းရံတွေပေါ်များမယ်။နံပါတ်10စီးစိမ်ဥစ္စာတိုးပွားမယ်။နံပါတ်9ဆင်းရဲဒုက္ခကြုံရင် ကုညီမဲ့သူတွေအလိုလိုရောက်လာတတ်တယ်။နံပါတ်30တားကောင်းသမီးကောင်းတွေရရှိမယ်။ဒါကတော့ခင်မုန်ကြီး10ပါးကို ပူဇော်ရင်ရရှိနိုင်တဲ့ကောင်းကျိုး10မျိုးပဲဖြစ်ပါတယ်။မိတ်ဆွေများအားလုံးကိုယ်ဤချမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။